ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ကျွန်တော်တို့စုံပေါင်းကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ညနေမှာတော့ဒါကျွန်တော် update သတင်းတစ်ခုတက်တယ်ပေါ့နော်အဲ့ဒီ update သတင်းကတော့ဒါကျွန်တော်လက်ရှိမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ update သတင်းပဲဒါကတော့ Manchester United အပြောင်းရွှေ့ကြောင်း update သတင်းတက်တယ်လို့ပြောလို့ရရမှာပါတယ် Manchester United အသင်းနဲ့သူတို့ရဲ့ဂူသမားနေရာအတွက်အခုလက်ရှိအချိန်မှာဒါကျွန်တော်အိုနာနာကိုအစားထိုးဖို့ဒါနေရာအတွက်တော်တော်လေးကိုအပူတပင်းစတင်ပြီးတော့ရှာဖွေလာခဲ့ပြီဆိုပြီးတော့သတင်းထွက်လာခဲ့တယ်ဒီနေ့မှာဒါကျွန်တော်ဘယ်ကစားသမ မားတွေကိုအစားထိုးသွားနိုင်လဲဆိုတဲ့နာမည်တွေပါဒါကျွန်တော်တို့ဒါဟိုရှော့တလစ်ပေါ့နော်ဒါကျွန်တော်တို့ဘယ်ကစားသမားတွေတက်ရှိမတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်နေလဲဘယ်ကစားသမားတွေဒါကျွန်တော်တို့ခေါ်ယူသွားဖို့အတွက်ဒါကျွန်တော်တို့အဲကျွန်တော်တို့ဘယ်လိုပြောမလဲလက်ရှိမှာစီစဉ်နေလဲပေါ့နော်ဒါကျွန်တော်တို့ဟို sorry ပါ လည်းကြောင်းရသွားလို့ပါအဲ့ကြောင့်လာဘေကူသမားတွေခေါ်ယူဖို့တဲ့လက်ရှိမှာစီစဉ်နေလဲဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်တွေ့ရမှာတယ်အဲ့တော့လက်ရှိမှာနာမည်တွေကမျိုးမျိုးတက်လာခဲ့မယ်လက်ရှိမှာတရားဝင်ချိတ်ဆက်ထားတဲ့ကစားသမားတွေကြောင့်လည်းလေးပြောလဲအဲ့တော့ပထမဆုံးကစားသမားလက်ရှိမှာဒီနေ့ညနေလောက်မှာ Fabrizio Romano Fabrizio Fabrizio Romano ရဲ့သူ့ရဲ့ဒါကျွန်တော် YouTube ပေါ်မှာတော့ဒါကျွန်တော်တင်ထားခဲ့တဲ့သတင်းကတော့ပါလဲဆိုတော့ဒါကျွန်တော် Marcin Boca ပေါ့နော် Marcin Boca ဆိုတော့ဒါကျွန်တော်လက်ရှိအဲ ကျွန်တော်မာဆင်ဘောကဆိုတာကျွန်တော် OGC Nice ရဲ့ဒါကျွန်တော်ဂိုးသမားဖြစ်တယ်ဒီကစားသမားရတာကျွန်တော်လက်ရှိ Manchester United အသင်းရဲ့လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ Ineos တို့ဒါပိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ OGC Nice ရဲ့ဒါကျွန်တော်အသင်းရဲ့ဒါဂိုးသမားဖြစ်တဲ့မာဆင်ဘောကကိုဒါ Manchester United အသင်းနေနဲ့သူတို့ခေါ်ယူခြင်းတဲ့ဂိုးသမားနေရာထဲမှာထဲ့ တွင်းလိုက်ပြီးလို့ပြောလိုက်ရတယ်အဲ့တော့မာဆင်ဘူကာကတာမနစ်က OGC Nice ရဲ့အဓိကဂိုးသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ဒါပွဲ40 34ပွဲလုံးကိုဒါကျွန်တော်အပြည့်အသင့်100%ဒါ starting 11မှာပွထွက်ခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့ဒါဒီနေရာမှာဒါကျွန်တော်လေးကျွန်တော်ပြောချင်တယ်ဗောနော်ဒါချုပ်ဖြတ်ပြီးပြောတာမဟုတ် United ပြီးတော့ United video ဆိုရင်ဒါကျွန်တော်တို့လူကြည့်များတဲ့ကြောင့်လည်းနည်းနည်းလေးပြောချင်အဲ့တော့တချို့တွေကျွန်တော်ပြောတော့စပင်းတက်တာဘာဖြစ်လို့လဲဗောနော်ဒါစပင်းအရန်လာခြင်းနေလားဆိုရင်ကျွန်တော်မဟုတ်ဘူးဗျကျွန်တော်နှစ်ဖူးက sensitive ဖြစ်တယ်လို့ပဲပြောလို့ရမှာတော့ကျွန်တော်နှစ်ဖူးပုံမှာကျွန်တော်ဒါကျွန်တော်သပင်ကြရင်ကျွန်တော်မနေတတ်တဲ့အကြောင်းမှာသပင်ကြပြီဆိုရင် င်အဲ့ဒီဇပင်ကိုဖယ်တဲ့အတွက်ကြောင့်မို့တာဇပင်ကိုဖီးတယ်လို့ဖြစ်သွားတာအဲ့တော့ လောင်းတတ်တာမဟုတ်ဘူးယုတ်ကမချိုးဆိုအကုန်သိတယ်ဒီယုတ်ကတော့ကျွန်တော်အဲ့လောက်ကြီးချောနေတာမဟုတ်ဘူးဒါကဒါပုပ်ပင်လေးပဲဒါပေမဲ့ကျွန်တော်နှစ်ဖူးပေါ်မှာသပင်းကြရင်ကျွန်တော်မနေတတ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်အဲ့သပင်းကိုဖယ်ရင်ဖယ်ရင်နဲ့သပင်းတက်လို့ခေါင်းဖီးတယ်လို့ဖြစ်သွားတဲ့အကြောင်းမို့မျက်စိနဲ့နဲ့နောင်ရင်ခွက်လို့ပါဒါကျွန်တော်ရဲ့အားနဲ့ချက်တွေတဲ့တခုမလို့ဒါလေးကိုတော့ဒါအမြင်မတော်ရင်အမြင်မတော်တယ်လို့ကြော်ပြီးကြည့်ပေးကြပါဦးပြောချင်ပါတယ်အဲ့တော့ဘာလို့သပင်းတက်လဲဆိုတော့အဖြေကရှင်းပါတယ်နှစ်ဖူးကတော်တော်လေးကို sensitive ဖြစ်ပြီးနှစ်ဖူးပြောင်းခြင်းလို့လားမသိပါဘူးဘာလို့နှစ်ဖူးပြောင်းဖို့အတွက်ဒါ signal တွေပြနေတာလားဘာလားမသိဘူးကျွန်တော်မျိုးတွေတည်းမှာနှစ်ဖူးပြောင်းရင်လူရှားပါတယ်ဒါပေမဲ့ စင်နယ်ပြရလာပါမယ်နှစ်ဖူးပေါ်မှာဒါကျွန်တော်တို့သဘင်ကြဲ့မနေတော့ဘူးဆိုသဘင်မရှိအောင်ပြလှုပ်ပေးတော့မလားတော့မသိဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောတော့လက်ရှိမှာကိုသမားအကြောင်းဆက်ပြောကိုသမားအကြောင်းပြောမယ်ဆို United အသင်းနေတယ်ဒါကျွန်တော်တို့သူတို့ရဲ့အဲမိခင် club ဖြစ်တယ်မိခင် passion ဖြစ်တယ် Ineos to Aoka OGC Nice ကကိုသမားကိုစိတ်ဝင်စားနေတယ်ခုနပြောခဲ့လို့ပဲကိုသမားကဒါကျွန်တော်အားလုံးပေါင်း total 34ပွဲတတိပွဲထွက်ခဲ့ရပြီ total starting lineup တွေမှာတော့တော်တော်လေးကိုဒါမြန်မြန်ဆက်ဆန်းဒါကျွန်တော်တို့အခြေချခဲ့တဲ့ကိုသမားတည်းဆိုလုံးဝညင်းစရာမလိုဘူးအဲ့လက်ရှိမှာဒီကိုသမားကဒါကျွန်တော်တို့ League 1မှာဒါ34ပွဲကန်ခဲ့ပြီးတော့ဒါကျွန်တော် က်တကူပေးခဲ့ရတယ်ကလင်းရှိချစ်ကျင်ရခဲ့တယ်လို့ဆိုလို့ရမှာဒီမှာပြောချင်တာဒါကျွန်တော်တို့ပွဲရတာကျွန်တော်တို့၄ပုံ၃ပုံကိုတော့သူ့အနေနဲ့ကလင်းရှိရခဲ့တဲ့အတွက်မဆိုးဘူးလို့ပြောလို့ရတယ်တော့မှာပါတယ်ကစားသမားကလက်ရှိမှာဒါကျွန်တော်တို့ပိုလန်နိုင်ငံသားပေါ့နော်ဒါကျွန်တော်တို့လီဝန်ဒေါစကီနိုင်ငံတူတူပဲပိုလန်နိုင်ငံမှာလက်ရှိမှာဒါကျွန်တော်တို့နံပါတ်၁ဂူသမားနေရာလို့လည်းဒါသိရတယ်တော့မှာပါပါတယ်မဆိုးဘူးလို့လက်ရှိမှာနံပါတ်၁ထွက်နေတယ်ဒီကစားသမားလက်ရှိမှာဒါကျွန်တော်တို့ PSG နဲ့ဒါကျွန်တော်တို့ OGC နီးကြားတဲ့ခုံလိုက်သွားလဲခုံလိုက်သွားလိုက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့ဒါကစားသမားတယောက်ပေါ့လက်ရှိမှာဒါ United ကသူတို့ခေါ်ယူခြင်းနဲ့ဒါဂူသမားစင်းနေတယ်အဲ့တော့ဒီန င်းမှာစိတ်ဝင်စားဖို့ကောင်းတာကပေါ့နော်လက်ရှိဒီကစားသမားကို United အသင်းက LT ဘရင်နာကိုအစားထိုးဖို့လားလက်ရှိမှာဒါကျွန်တော်တို့အန်ဒရီယာအိုနာနာအန်ဒရီယာအိုနာနာကိုကိုယ်ကမင်းတို့ပြောဆိုအန်ဒရီယာအိုနာနာကိုဒါကျွန်တော်တို့အစားထိုးဖို့အတွက်ဒါကျွန်တော်တို့လာလာလာဆိုတော့ကျွန်တော်စဉ်းစားရမယ့်တဲ့မှာပါတယ်။ဘာကြောင့်လဲလက်ရှိဒါကျွန်တော်ဒီကိုသမားပုံစံမျိုးဆိုတော့သူကိုယ်တိုင်ကလည်း OGC နီးမှာ first line နဲ့ဖြစ်တာမှန်ပေမဲ့ United လိုအသင်းမျိုးကဒီလိုမျိုး ကစားသမားမျိုးဒါဒီကူဝက်ကဒါကျွန်တော်တို့ OGC niche ကဂိုးသမားမျိုးကိုနံပါတ်1နေရာပေးပါမလားလို့စဉ်းစားမိတယ်မှာဘာမှမဟုတ်ဒါဒီဂိုးသမားကိုကြည့်ပြီးဒါ data လက်ဒါကျွန်တော် data နဲ့အရရွေးပြီးတော့မြန်နေရာပေးလိုက်တာဒါမျိုးကျွန်တော်စဉ်းစားရမယ်လက်ရှိမှာတရားဝင်ခေါ်ယူခြင်းအဆင့်တော့မဟုတ်သေးဘူးလက်ရှိမှာစိတ်ဝင်စားတဲ့အဆင့်ပဲရှိပါသေးတယ်ဒီဂိုးသမားကိုတော့လက်ရှိမှာ transfer market ကတော့ euro တန်း30ဈေးပေါက်တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါပေမဲ့ United အသင်းနဲ့ဒီကစားသမားကိုချိုချိုတတရနိုင်မယ်ဒီမှာပါပါတယ်ဘာကြောင့်လဲလို့မေးမယ်ဆိုတော့ Ineos ကြောင့်တော့မဟုတ်ပါဘူးသူတို့အနေနဲ့ကတော့ဒီကစားသမားကစာချုပ်တတန်းရ ရာအခုလက်ရှိမှာ2026တိပဲရှိတယ်ပြောချင်တာစာချုပ်တက်တန်းရဲ့တစ်နှစ်လောက်ပဲကျန်တော့တဲ့နေသားရှိတယ်ကစားသမားကိုနိုင်ကလည်းလက်ရှိမှာ OGC News မှာစာချုပ်တက်တန်းတိုးဖို့အတွက်ဒါကျွန်တော်တို့နောက်ဆုတ်ထားခဲ့ပြီသူအနေနဲ့ဒီတက်ပူကောင်းတဲ့အသင်းဒီတာကန့်လန့်မှုရှိမယ်ဆိုရင်တော့သူအနေနဲ့စဉ်းစားသွားမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေခဲ့တာကိုကျွန်တော်တွေ့ရမယ်တဲ့မှာဘာအဲ့တော့ဒါလက်ရှိမှာကဂိုးသမားနေရာမှာမာဆင်ဘိုကာကိုတော့ဒါကျွန်တော်တို့ Manchester United တဲ့သူတို့ရဲ့ transfer ပြတ်မှတ်တွေကတယောက်ဆိုညင်းစားပြီးတော့ခေါ်မယ်ဆိုရင်လည်းလွယ်လွယ်ကူကူခေါ်လို့ရတယ်မှာပါတယ်။လက်ရှိမှာတော့ကျွန်တော် Mawson Bocker ကိုတော့ဒါကျွန်တော် Manchester United အသင်းနဲ့ need to ဒါ Galatasaray ကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါပါတယ်။အဲ့တော့ Manchester United အသင်းကလက်ရှိမှာဒီဂိုးသမားကတော့ဒါကျွန်တော်တို့ အန်ဒရီယိုအိုနာနာကိုအစားထိုးမှလာအော်တီဘရင်ဒါကိုအစားထိုးမှလာကိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါတယ်ဒါပေမဲ့ United တင်းတဲ့ဒီနေရာမှာဒါသူတို့တယောက်သေးတယ်မဟုတ်ဘဲနဲ့နောက်ထပ်ဂိုးသမားတယောက်ကိုလည်းတရားဝင်ချိတ်ဆက်မှုတွေပြုလုပ်ထားခဲ့ပြီးတော့ဒီနေရာမှာဒါကျွန်တော်ကစားသမားကိုလည်းဒါကျွန်တော်လက်ရှိသူ့ရဲ့ကန့်မဲ့သူသူ့ရဲ့လုက္ခလဆာနဲ့ပတ်သက်ပြီးချိတ်ဆက်မှုတွေကိုပြုလုပ်ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ဒီဂိုးသမားကတော့ကျွန်တော်လူတွေနဲ့မဆိုင်တဲ့ဂိုးသမားဖြစ်တဲ့ဒီကစားသမားကတော့ကျွန်တော်တို့ Emilia Martinez ပေါ့နော်ဒါကျွန်တော်လက်ရှိသူတို့အနေနဲ့ဒါ Argentina နံပါတ်1ဂိုးသမားဖြစ်ပြီးတော့ဒါ Aston Villa အသင်းရဲ့ဂိုးသမားဖြစ်တဲ့လူတွေ ော့သိရတယ်မှာပါတယ်မာတီနက်စ်ကဒါကျော်ဒီယာဒီကိုဝေဒါတရဝင်းအသင်းကထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေတတ်တော့ဖျက်ဖျက်ထွက်နေခဲ့ပြီးတော့ပထမတော့ဆော်ဒီပြောင်းမယ်လို့ရေပန်းစားခဲ့ပေမဲ့မာတီနက်စ်နဲ့အခုလက်ရှိမှာသူ့ကိုဒါဥရောပမှာတော်တော်လေးကိုသူ့အတွက်အဆင်ပြေမဲ့ကလပ်မျိုးသားရှိမယ်ဆိုရင်တော့သူပြောင်းလဲသွားဖို့အတွက်လည်းဝင်မလေးသွားဘူးလို့သိရတယ်မှာပါအဲ့တော့မာတီနက်စ်ကလက်ရှိမှာပထမထွက်မယ်ဆိုတဲ့သတင်းထွက်တဲ့ချက်ကျွန်တော်စိတ်ဝင်စားတယ်ဘာကြောင့်မလို့ဒီကစားသမားကိုထွက်မယ်ပေါ့နော်ဒါဒီကစားသမားစာရုပ်သက်တမ်းလည်းမကုံသေးပါဘူးဆိုတော့ပူပူလောလောဒါမနစ်ကမှတယ်ဟုတ်တယ်မနစ်ကမှဒီကစားသမားကဒါစာရုပ်သက်တမ်းတိုးထားတဲ့အကြောင်းကိုပြောရဲဘာလို့အသင်းထွက်အဲ့တော့ကျွန်တော်တိတိလောက်က ါသူ့အနေနဲ့ဒါကျွန်တော်တို့ပတ်စံပူရခြင်းနဲ့အခုလက်ရှိလောက်ခလာတာထပ်ပို့ပြီးတော့အဆင်ပြေခြင်းနဲ့ပို့ပြီးတော့ဒါ Aston Villa ထက်တစ်ဆင့်မြင့်ခြင်းနဲ့အသင်းသင်းကိုသူ့အနေနဲ့တွားခြင်းနဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒါ Martinez အနေနဲ့ဒါ Aston Villa အသင်းကဆုံးဖြတ်ထွက်ခွာဖို့အတွက်ဆုံးဖြတ်လိုက်တယ်လို့သိရတယ်မှာပါအဲ့တော့ခုနကစိတ်ဝင်စားစရာပဲလက်ရှိအသက်ရွယ်ကြောင့်ပဲနေမှာကိုခုနပြောမိသွားတာ Marcel Boukai အသက်က25နှစ်ပဲရှိပြီးတော့ဒါဂိုးသမားတယောက်တည်းဆိုရင်တော့ဒါတော်တော်လေးကိုငယ်တဲ့အသက်တခုလို့ပြောလို့ရမယ်တဲ့မှာပါဒါပေမဲ့ Emilia Martinez အသက်ကလက်ရှိမှာဒါကျွန်တော်တို့32နှစ်အရွယ်ဖြစ်ပြီးတော့ဒါခုနကစိတ်ဝင်စားစရာတခုကဒီကစားသမားနှစ်ယောက်လုံးကိုတော့ဒ ဒါ transfer market က euro 30ဈေးသတ်မှတ်ထားတာဖြစ်တယ်အဲ့တော့ transfer market ကဘယ်လိုတွေဘာတွေကိုကြည့်ပြီးဈေးသတ်မှတ်လိုက်လဲတော့မသိပေမဲ့လာလက်ရှိမှာတော့ကျွန်တော်တို့အေးပေါ့ဟိုပီစီစီဒါကျွန်တော်တို့ trade late ဖလာရထား trade late စုရထားတယ်ဒါကျွန်တော်တနစ်တာအကောင်းဆုံးဂိုးသမားစုကိုရထားတယ်ဂိုးသမားကို euro 30ပတ်ချလေးဒါကျွန်တော်တို့အဲဒီအသင်းအနေနဲ့သတ်မှတ်ထားတာနည်းနည်းတော့စားရလို့ဒါပေမဲ့ အက်စတွန်ဗလာတင်းကစာရုပ်သက်တမ်း9နှစ်တောင်ကျန်နေအဲ့ဒါပေါ့6နှစ်တောင်ကျန်နေကစားသမားတစ်ယောက်ကိုတော့ဘယ်နည်းနဲ့မှယူရိုတန်း20နဲ့တွတ်ဖို့မရှိဘူးသူတို့အနေနဲ့ကြာကြာတော့အီမလီမာတီနက်စ်ကိုတည်းရောက်မယ်ဆိုရင်တော့အက်စတွန်ဗလာဘက်ကပေါင်35သက်နဲ့ပေါင်30ကျားဈေးခေါ်ဖို့ရှိတယ်လို့သိရတယ်မှာပါအဲ့တော့ယူနိုက်တက်ကအကဲအီမလီမာတီနက်စ်ကိုခေါ်မယ်ဆိုရင်တော့အန်ဒရီယိုအိုနာနာကိုရောင်းချပြီးမှခေါ်ယူဖို့အတွက်သူတို့အနေနဲ့ပြင်ဆင်ခဲ့မယ်အဲ့တော့ဒီနေ့မှတော့ကျွန်တော်ပို့ပြီးဖြစ်နိုင်တာကတော့မာဆင်ဘုတ်ကာကပို့ပြီးရောဖြစ်နိုင်ခြင်းများလာပြီလို့မြင်တယ်ဒါပေမဲ့ OGC Nice ကလည်းဖြစ်တယ်ပြီးတော့စာချုပ်သက်တမ်းရတစ်နှစ်ပဲကျန်တဲ့ကစားသမားမဟုတ်လို့ယူနိုက်တက်အသင်းအနေနဲ့တကယ် ကယ်သာသွားပြီးတော့ချုပ်သွားမယ်ဆိုရင်တော့တော်တော်လေးဥစဉ်ဒါပေမဲ့လက်ရှိမှာ United ကဒါ Martinez နဲ့တော့ပြန်ရှင်မယ်ဆိုရင်တော့ Boca ကတရေဝင်စိတ်ဝင်စားတဲ့ level တစ်ခုမှာပဲရှိတယ်အဲ့တော့ United တင်းနေတာ out day ဘယင်းတော့ကိုလည်းအခုလက်ရှိမှာတရားလောက်တာကျွန်တော်ခေါ်ယူခြင်းနဲ့ကလပ်တွေများရှိမယ်ဆိုရင်တော့ဒါခေါ်ယူခေါ်ယူဖို့အတွက်လည်းဒါအကုန်လုံးကဝိုင်းဝန်းပြီးတိုက်တွန်းထားလို့သိရတယ်မှာပါတယ်နောက်တစ်ခုက Adrian Owner ပါဗောနော Owner နာကိုအခုလက်ရှိမှာဂိုသမားလိုနေတဲ့ဒါကြောင့် El Hili နဲ့ El Nasira တို့ဘက်ကနေပြီးခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်အဲ့တော့ El Hili ရဲ့လက်ရှိဂိုသမားကတော့အသင်းပြောင်းတော့မဲ့သတင်းထွက်ခဲ့ပေမဲ့ Owner နာကိုလည်း တို့နေစိတ်ဝင်စားတယ်အဲ့တော့ LE တွေကရှင်းတယ်လာမယ့်နေရာဒီမှာတို့ရဲ့အသင်းသင်းလုံးကို revamp လုပ်ဖို့ပြန်စဉ်းစားတယ်ဖလားရတဲ့အသင်းသင်းကိုပြန်လည်ပြီးထိန်းချောက်ဖို့တို့အနေနဲ့အခုလက်ရှိမှာစိတ်ဝင်စားတယ်အဲ့တော့ United အသင်းနဲ့ဒါ owner နာကိုဒါဒီနေ့နေရာဒီမှာထုတ်နိုင်ပြီလို့တို့အနေနဲ့ယုံကြည်ထားတယ်မထုတ်နိုင်ခဲ့ဘူးဆိုရင်တို့အနေနဲ့ကိုသမားတယောက်ခေါ်ယူဖို့တဆက်လက်ပြီးပြင်ဆင်မယ် LTB ရင်းသားကတော့ Manchester United အသင်းကနေပြီးတော့ထွက်ကိုထွက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ LTB ရင်းသားနေရာကိုတော့ United အသင်းကအစားထိုးဖို့ပြင်ဆင်ရမယ်လို့ပြောရင်လည်း United ရဲ့ကိုသမားရှာဖို့တော့တတိလေးကိုဒီနောက်မှရက်ချင်ပါတယ်ဘောလုံးပွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ U23 Game Sport Media 3.0နဲ့ TV4U တို့မှာကျေးဇူးဆိုတာပေါ့အောင်ကူညီလို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားကြကြောက်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမေမေနေတာဖြစ်ပါတယ်။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားကြကြောက်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။ များများကလစ်မှာမင်းမင်းနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးပဲနောက်မှတွေ့ကြတာပေါ့ဒီပေါ့ဗျာ